အားလုံးမင်္ဂလာပါဂျင်းတိုင်းသားကျော်ရှိရပါကတော့ USC မှာတစားတစားနာမည်ကြီးလာပါပြီ။ဇာရင်ကောင်းလေးလည်းတင်ထားသလိုမှတ်တမ်းကောင်းလေးလည်းရရှိထားပါတယ်။ USC ပရိသတ်အများစုကနာမည်ကြီးဖိုက်တာတွေလည်းချိန်ခင်အားပေးလာတာကိုတွေ့ရပါတယ်။ကမ္ဘာနာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ EA Sport မှာလည်းကာရီယာတစ်ခုပါရှင်တစ်တစ်ခုအနေနဲ့ပါဝင်လာတော့မှာပါ။အဲဒီအတွက်လည်း EA Sport ဘက်ကလည်းကျော်ရှိရပါကိုခေါ်ယူရေးကြီးတွေလုပ်ခဲ့ပါတယ်။ ဒါကတကယ်ကုန်ပြီဆိုကောင်းတဲ့အချက်ပါဒီကိန်းကရွေးစီကဖရာတိုင်းကိုထဲတွင်ဒါမျိုးမဟုတ်ပါဘူးချန်ပီယံတွေနဲ့ပိတ်သက်သွင်းစားတဲ့ဖိုက်တာတွေလောက်ပဲပါဝင်ဝင်ရတာပါအခုလိုအသက်ငယ်ငယ်နဲ့ငွေကြေးအရာရောကြော်ကြားမှုအရာရောအောင်မြင်လာတာကတော့တကယ်လူရစရာကောင်းတဲ့အချက်ပါဂျော်ရှုယာမန်ဒါကညာဝရီကပြည်သူနေတဲ့အချိန်လို့ပြောလို့ရပါတယ်သူတော့ကရေကန်အသင့်ကြာအသင့်နေကြီးပါပဲ2023သူရွေးစီစားပြောင်းတော့ကလည်းရွေးစီမှာ စာချုပ်ရဖို့တိတ်မဆောင်ရပါဘူး။ရှောင်းနိုတဲ့နဲ့လူစားဝင်ထိုးပေးရင်ရောက်လာခဲ့တာပါ။အဲဒီကနိုင်ဝဲရပြီးကန်ကောင်းလာခဲ့တာပါ။အခုလည်းဘလို့ပဲဖြစ်ဖြစ်တော်ရနေတော့မရောက်သေးပါဘူး။ရှောင်းနိုတဲ့နဲ့လူစားဝင်ပြီး Rocket Number 1နဲ့ထိုးရတာဆိုတော့သူ့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။နောက်တစ်ချက်ကရှေးပွဲမှာ Brazil Fighter Bruno Silva နဲ့ထိုးတော့ကကြီးမားမားတိုင်ရမရခဲ့ပါဘူး။အဲဒီချက်ကဒီပွဲအတွက်ကောင်းမွန်တဲ့အချက်ပါ။ ဒီဘက်ကသူ့အတွက်အေးပါတဲ့ပေါ်ပွဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီဘက်နိုင်ရဲ့နံပါတ်၁ချက် ranking နံပါတ်၁၁တယောက်အနေနဲ့ ranking နံပါတ်1ကိုနိုင်အောင်ထိုးနိုင်တယ်ဆိုတဲ့အချက်နောက်တစ်ချက်ကလေးချိန်ပြင်ဆင်ခြင်းတလားတော်မရှိဘဲနဲ့ထိုးတာကိုနိုင်တယ်ဆိုတဲ့အချက်နောက်ဆုံးချက်ကဒေနာဝက်ကဒီဘက်မှာနိုင်တဲ့ fighter ကို flyweight champion ကပတ်လုံခွင့်ပေးမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။သူ့အတွက်ဒီဘက်နိုင်လိုက်ရင် အခွင့်အရေးကောင်းတဲ့အများကြီးရရှိမှာပါ ပြင်းမကောင်းတာကြည်လိုကောင်းတာတက်တနိုင်တလောက်နိုင်ရဖို့ကိုဦးစားပေးစေချင်ပါတယ်အမားနေပြီးစိတ်ရှိရှိနဲ့ထိုးစေချင်ပါတယ်ပူကီတိုင်တွေကတော့ကြော်ရှိရပန်းကိုအပေါ်ကြီးပါပါလေးပေးထားပါတယ်အပေါ်ကြီးပေးခံရတဲ့ဖိုင်တာတွေကနိုင်ကြတာအများပါတယ်ဒါပေမဲ့တချို့ website တွေမှာတော့ပရိသတ်အများစုက brand name ပဲနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်ဖိုင်တာတွေမှာအာတာချက်ကိုစီအာနေချက်ကိုစီရှိတာကြောင့်ကျွန်တော်မြင်ရတော့ အသက်အရွယ်ကောင်းနေတဲ့ဂျော်ရှုယာဘန်ကိုနည်းနည်းလေးတာမယ်လို့ထင်မိပါတယ်။လာမယ့်တနင်္ဂနွေ29ရက်နေ့မှာဒုသက်ရမှာပါ။မင်းကကမြန်မာစံတော်ချိန်မနက်7:00နာရီလောက်မှာစတင်မှာပါ။ဂျော်ရှုယာဘန်ပွဲကတော့9:00နာရီဝန်းကျင်လောက်မှာဖြစ်နိုင်ပါတယ်။ကန်နယ်ဘလတ်မှာကြည့်ရှုနိုင်သလိုဖုန်းနဲ့လည်း Telegram ပိတ်တွေမှာကြည့်ရှုနိုင်ပါတယ်။ကျွန်တော်ကတော့ channel MSN ရဲ့ Telegram ပိတ်မှာတော့ကြည့်ရှုပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။ ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်